ချစ်ရှုနေကြတဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါအခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့မြစီမရဲ့ weekly spot အစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်မှာတော့တပတ်အတွင်းအားကစားလောကရဲ့ထူးခြားတဲ့သတင်းကြောင်းရာတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါရှုစားလိုက်ရအောင်ပါခင်ဗျာလီယိုနယ်မက်ဆီဟာအင်တာမိုင်ယာမီနဲ့တက်တန်းတိုးစာချုပ်ချုပ်ဆိုလိုက်ပြီးဖြစ်ပြီးအာဂျင်တီးနားစူပါစတားဟာ2028ရာသီကုန်ဆုံးချိန်အထိမေဂျာလိဂ်မှာဆက်လက်ရှိနေမှာဖြစ်ကြောင်းကလပ်အသင်းကကြာတာရင်းနေမှာတီးပြခဲ့ပါတယ်။ ်အင်တာမိုင်ယာမီရဲ့ပူးတွဲပိုင်ရှင်ဒေးဗစ်ဘက်ခန်ကမက်ဆီရဲ့စာချုပ်တတန်တိုးဖို့ဆုံးဖြတ်ချက်ဟာသူ့ရဲ့မြို့တော်ကလပ်အသင်းရဲ့ဘောလုံးပေါ်ဂရိကိုပြုမှုကိုထင်ဟပ်စေတယ်လို့ပြောခဲ့ပါတယ်။လီယိုနယ်မက်ဆီဟာအင်တာမိုင်ယာမီနဲ့တတန်တိုးစာချုပ်ချုပ်ဆိုလိုက်ပြီးဖြစ်ပြီးအာဂျင်တီးနားဆူပါစတာဟာ2028ရာသီကုန်ဆုံးချိန်အထိမေဂျာလိ MLS မှာဆက်လက်ရှိနေမှာ ဖြစ်ကြောင်းကလပ်ပသင်းကကြာတာပရင်းနေမှာအတည်ပြုခဲ့ပါတယ်။ သူပြောင်းရောင်းပြီဆိုတဲ့ရိုးရှင်းတဲ့စာသားနဲ့အတူကလပ်အသင်းရဲ့ဆောက်လုပ်စဲ Freedom Park ကွင်းတဲ့အလဲစပွဲတစ်လုံးမှာမက်ဆီစာချုပ်ရေးထိုးနေတဲ့ဗီဒီယိုကို Inter Miami ရဲ့ X မှာဖော်ပြခဲ့ပါတယ်။ဒီမှာနေခွင့်ရတာနဲ့ဒီစီမန်ဂိမ်းကိုဆက်လက်ပါဝင်ခွင့်ရမှာကကျွန်တော်ကိုတကယ်ပျော်ရွှင်စေပါတယ်။ဒါကကျွန်တော်ရဲ့အိမ်မက်တစ်ခုဖြစ်တဲ့အပြင်အခုဆိုရင်လှပတဲ့လက်တွေ့အခြေအနေတစ်ခုဖြစ်လာခဲ့ပါပြီ ီဘောလုံးကွင်မိုင်ယာမီဖရီဒမ်ပတ်မှာကစားရတာပေါ့လို့အသက်38နှစ်အရွယ်မက်ဆီကကလပ်ပတင်ထုတ်ပြန်ချက်မှာပြောပါရယ်ကျွန်တော်မိုင်ယာမီကိုစားရောက်လာကြတဲ့ကအရန်ပျော်ရွှင်နေခဲ့ရတာပါဒီတော့ကျွန်တော်ဒီမှာဆက်နေရမယ့်အတွက်အမှန်တကယ်ဝမ်းသာရပါတယ်လို့မက်ဆီကဖြစ်ဆွတ်ပြောကြားခဲ့တာပါအင်တာမိုင်ယာမီရဲ့ပူရဲပိုင်ရှင်ဒေးဗစ်ဘက်ခန်ကမက်ဆီရဲ့စာချုပ်သက်တမ်းတိုးဖို့ဆုံးဖြတ်ချက်ဟာသူ့ရဲ့မြို့တော်ကလပ်အသင်းနဲ့ဘောလုံးအပေါ်ဂရိကဝတ်ပြုမှုကိုထင်ဟပ်စေတယ်လို့ပြောပါရယ် သူကအရင်ကလိုပဲကလေးကွက်ရှိနေစေဖြစ်ပြီးတော့အနိုင်ရဖို့ဆက်ပြီးလိုလားနေပါတယ်လို့ဗခန်းကပြောပါရယ်။ပိုင်ရှင်နေအနေနဲ့သူလိုမျိုးဘောလုံးကိုချစ်တဲ့ကစားသမားတယောက်ဒီနိုင်ငံရဲ့ဘောလုံးလောကအတွက်အများကြီးလှုပ်ပေးခဲ့တဲ့နောင်မျိုးဆက်သစ်လူငယ်ကစားသမားတွေကိုလှုပ်ဆော်ပေးခဲ့တဲ့ကစားသမားတယောက်ကိုပိုင်ဆိုင်ထားရတာကျွန်တော်တို့အရင်ကံကောင်းတယ်လို့ခန်းစားရပါရယ်။အသက်38နှစ်အရွယ်ကမ္ဘာ့ကလားချန်ပီယံမက်ဆီရဲ့လက်ရှိစာချုပ်ဟာ2025 MLS ရာသီကုန်ဆုံးပြီးတာနဲ့တက်တန်းကုန်ဆုံးမှာဖြစ်ပါရယ်။ စာချုပ်တက်တန်တိုးဖို့အတွက်သဘောတူညီမှုရရှိခဲ့ပြီးဖြစ်တယ်လို့ပြီးခဲ့တဲ့လကကလပ်အသင်းသတင်းရင်းမြစ်တွေက AFP ကိုပြောကြားထားပြီးတဲ့နောက်စာချုပ်တက်ကိုလှုံ့ထုံလုံနေအရာလက်မှတ်ထိုးယုံမဲ့ကျန်းတော့တဲ့ကိစ္စအဖြစ်ရှုမြင်ခဲ့ကြတာပါမက်ဆီရဲ့စာချုပ်အသစ်ကသူ့ကိုအမေရိကန်၊ကနေဒါနဲ့မက္ကဆီကိုတို့ပူးရဲအင်ရှင်အဖြစ်လက်ခံကျင်းပမဲ့2026ကမ္ဘာဖလားပြိုင်ပွဲပြီးတဲ့အထိနဲ့နောက်ပိုင်းကာလအထိပါပြိုင်ပွဲတွေမှာဆက်လက်ကစားစေနိုင်မှာဖြစ်ပါတယ်။အဲ့ဒီပြိုင်ပွဲတွေကိုဂျွန်လ10ရက်နေ့မှာစတင်မှာဖြစ်ပြီးတော့ ဘလူပွဲကိုတော့နူးကြစီပြင်းနဲ့ Madlife ကွင်းမှာဇူလိုင်လ19ရက်နေ့မှာကစားမှာဖြစ်ပါတယ်။ Messi ဟာ Paris Saint-Germain မှာမပျော်ရွှင်တော့တဲ့နောက်2023မှာ Inter Miami ကိုပြောင်းရွှေ့လာခဲ့တာပါ။ဒါပေမဲ့သူ့ရဲ့ထင်ရှားကြော်ကြတဲ့ကစားသမားဘဝအများစုကိုဘာစီလိုနာမှာကုံဆုံးခဲ့ပါတယ်။သူဟာ Spain Blue Team ရဲ့လူငယ်အကယ်ဒမီကနေဖြတ်သန်းလာခဲ့ပြီး2004ကနေ2021အထိဘာစီလိုနာမှာကစားခဲ့ပါတယ်။ ဘာစီလိုနာမှာသူဟာလာလီဂါဖလားကို၁၀ချိန်ဆုတ်ခုခဲ့ပြီးတော့ UEFA Champion League ဖလားကိုလည်း၄ချိန်မြောက်ကမ်းမြောက်နိုင်ခဲ့ပါတယ်။2022အကာတာမှာအာဂျင်တီးနားကိုကမ္ဘာဖလားချန်ပီယံဖြစ်အောင်ဦးဆောင်ခဲ့ပြီးလာမယ့်နှစ်မှာလည်းဖလားကိုကာကွယ်ချင်တယ်လို့ထုတ်ပြောခဲ့ပါတယ်။သူဟာနိုင်ငံတကာသွင်းကို114ကိုသွင်းယူထားပြီးတော့အာဂျင်တီးနားနဲ့အတူ2021နဲ့2024ခုနှစ်တွေမှာအမေရိကဖလားကို၂ချိန်ဆုတ်ခုခဲ့ပါတယ်။ Major League ကိုသမိုင်း မက်ဆီဟာလာမယ့်နှစ်မှာကမ္ဘာဖလားကို6ချိန်မြောက်ပါဝင်ကစားနိုင်ွယ်ရှိပြီးတော့ဒါကစံချိန်တစ်တခုဖြစ်လာမှာပါ။ဒါပေမဲ့သူ့ရဲ့ကာလရှည်ပြိုင်ဘက် ပေါ်တူဂီကခရစ်စတီယာနိုရော်နယ်ဒိုကလည်းဒီစံချိန်ကိုလိုက်မိနိုင်ွယ်ရှိပါတယ်။ရွှေဘော်လုံးဘလုံးတီရော်၈ချိန်ရှင်မက်ဆီနေနဲ့မီရိုစလပ်ကလူစေးရဲ့ကမ္ဘာဖလားသမိုင်းတလျှောက်၁၆ဂိုးသွင်းယူထားတဲ့စံချိန်ကိုကျော်ဖြတ်ဖို့၃ဂိုးပဲလိုရတာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာတောင်အမေရိကခြေစစ်ပွဲစရာမှာထိတ်ဆုံးနေရကနေကိုမှတ်ဖြတ်ပြီးတော့လာမယ့်နှစ်ကမ္ဘာဖလားအတွက်တက်တောက်တက်တာနဲ့ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။မက်ဆီဟာသူ့အတွက်နောက်ဆုံးအင်ကွင်းပွဲဖြစ်နိုင်ပွဲရှိတဲ့လွန်ခဲ့တဲ့နှစ်ပတ်အကြာကဗင်နီဇွဲလားနဲ့ပွဲမှာအတွင်းကို2ဂိုးအပါအဝင်8ဂိုးနဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်ခဲ့ပါတယ်။အင်တာမိုင်ယာမီဟာ2024မှာ playoff အဆင့်ကထွက်ခဲ့ရပေမဲ့မက်ဆီကိုရာသီရဲ့ major league အကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်ခဲ့ပါတယ်။ 2025မှာတော့သူဟာ Major League တမိုင်းတလျှောက်ဂိုး40အမြန်ဆုံးပြည့်မြောက်တဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။ဒီအသည်မှာမိုင်ယာမီကိုအရှေ့ပိုင်း Conference မှာတတိယနေရာရရှိပြီးတဲ့နောက် Messi ဟာ Playoff အဆင့်ကိုပြန်လည်ရောက်ရှိအောင်ဦးဆောင်ခဲ့ပါတယ်။ပြီးခဲ့တဲ့စနေနေ့က Nashville ကို9-2နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ Hattrick သွင်းယူပြီး Inter Miami ရဲ့ပုံမှန်ရာသီပွဲစဉ်ကိုအဆုံးသတ်ခဲ့ပါတယ်။ ဒီဂိုးရီနဲ့အတူသူဟာ28ပွဲမှာ29ဂိုးသွင်းယူပြီးတော့မေဂျာလိဂ်ရဲ့ရွှေဖနက်ကိုစွခုနိုင်ခဲ့ပါတယ်ရှင်။ရာဇီရေချောင်းတွာလာသူတာမာယာကလင်ကအာတိတ်ဒေတာအနောက်မြောက်ရေချောင်းလမ်းကိုဖျက်ပြီးသူ့ရဲ့တကူတော်ရွက်လွင့်ခီးစဉ်အတွင် ပင်လယ်ရေခဲအလွန်နှေးပါမှုအခြေအနေကိုကြုံတွေ့ခဲ့ရတယ်လို့ AFP ကိုပြောပါတယ်။ အသက်28နှစ်အရွယ်ရှိတဲ့တာမာယာဟာစက်တင်ဘာလကအတလန်တိတ်ကနေပစိဖိတ်သမုတ်တရာအထိအန်ရီများတဲ့အာတိတ်ခီးရှေကိုပြီးမြောက်ခဲ့တဲ့ဒုတိယမြောက်အမျိုးသမီးနဲ့ပထမဆုံးလက်တင်အမေရိကသူလည်းဖြစ်ခဲ့ပါဗျ။ဘရာဇီးရေကြောင်းသွာလာသူတာမာရာကလင်ကအာတိတ်ဒေတာအနောက်မြောက်ရေကြောင်းလမ်းကိုဖြတ်ပြီးသူ့ရဲ့တကိုယ်တော်ရက်လွင့်ခီးအတွင်ပင်လယ်ရေခဲအလွန်နေပါမှုအခြေအနေကိုကြုံတွေ့ခဲ့တယ်လို့ AFP ကိုပြောပါတယ်။ ဲ့ဒီရေလမ်းကြောင်းကြီးကလွန်ခဲ့တဲ့၁၀စုနှစ်၃စုအကြာကဆိုရင်ရေခဲခွဲတင်မောတစင်းမပါရင်တွာလာဖို့ဖြစ်နိုင်မှာမဟုတ်တဲ့ခီးစဉ်မျိုးဖြစ်ပါတယ်အတန်၂၈နှစ်အရွယ်တာမာရာဟာစတေမာလာက အတလန်တိတ်ကနေပစိဖိတ်သမုတ်တရားအထိအန်ရီများတဲ့အာတိတ်ခီးရှေကိုပြီးမြောက်ခဲ့တဲ့ဒုတိယမြောက်အမျိုးသမီးနဲ့ပထမဆုံးလက်တင်အမေရိကသူလည်းဖြစ်ပါတယ်။ အဲ့ဒီခီးစဉ်ကယာဒီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်တဲ့ရေခဲတွေအေးပြောမှုကြောင့်သာတွာလာဖို့ဖြစ်နိုင်ခြင်းရှိစေခဲ့တာဖြစ်ပါတယ်။လမ်းကြောင်းရဲ့900ရာခိုင်နှုန်းမှာပဲကျွန်မရေခဲတွေတွေ့ခဲ့တယ်။ဒါကအင်မတန်နည်းပါတယ်လို့ Clin က Greenland နဲ့ Alaska ကြားကီလိုမီတာ6500မိုင်4000ခီးရှည်ကပြန်လာပြီးတဲ့နောက် AFP ကိုပြောပါတယ်။ သိပ္ပံပညာရှင်တွေဒေတာကန်လူမျိုးတွေနဲ့စကားပြောကြည့်ပြီးတဲ့နောက်ကျမတွေ့ခဲ့ရတဲ့ဒီလိုပင်လယ်ရေခဲအင်မတန်ပမာဏနည်းပါးမှုကနှစ်စဉ်ပင်လယ်ရေခဲတွေနည်းနည်းလာတဲ့ရေပူရလာရတစ်ခုရဲ့တစိ့တဒေတာဖြစ်တယ်ဆိုတာကိုနားလည်မိတယ်လို့သူက ပြောပါတယ်။ကုလသမဂ္ဂအရ2024ကမ္ဘာလုံးဆိုင်ရာအပူချိန်တွေဟာစံချိန်တင်အပူဆုံးဖြစ်ပြီး ပထမဆုံးအချိန်ဖြစ်စက်မှုခေတ်မတိုင်မီ level တွေအထက်1.5 centigrade ထက်ကျော်လွန်ခဲ့ပါတယ်။ ဒါကကျမတို့ဒီဆယ်စုနှစ်အတွင်းမှာရဲဝတ်နဲ့ရွေးချယ်မှုမလုပ်ဘူးဆိုရင် ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေနဲ့မလုပ်ဘူးဆိုရင် အခြေအနေကိုပြောင်းပြန်လှန်ဖို့အင်မတန်ခက်ခဲလိမ့်မယ်။လာရရဲ့တစိမ့်တည်းသာဖြစ်တယ်လို့သူကယာတိကုတုအချက်အသေးကိုညင်ညွန်ရင်ပြောပါတယ်။ရှီလာမာဘရာဇီဟာအချိန်30မြောက်ကုလကဘာလုံးဆိုင်ရာယာတိကုတုညီလာခံဆွေးနွေးပွဲကိုအင်ရှင်အဖြစ်လက်ခံပြုလုပ်မှာဖြစ်ပါတယ်။ ကဘာကြီးပူနွေးလာမှုနဲ့အတူအခုချိန်မှာပင်လယ်ရေခဲတွေဟာနှွေကာလမှာအေးပျော်နေတယ်ဆိုတော့တင်းငယ်တဲ့လေတွေကဒီခီးရှေကိုဖြတ်တန်းသွားလို့ရနေတယ်လို့ကလင်ကပြောပါတယ်တမာရာကလင်ဟာ တောင်အတလန်တိတ်သမုတ်တရားကိုဖြတ်ပြီးတကိုယ်တော်လှိလော်သွားလာတဲ့ပထမဆုံးနဲ့တူဦးသီးသောဘရာဇီးစူဇန်လီလာရဲ့သမားအမိုရင်ကလင်ရဲ့တမီလည်းဖြစ်ပါတယ်အော်တိုဘားလာ22ရက်နေ့ရောဘတ်မြို့မှာကပ္ပဖလာအောင်ပွဲခံလှည့်လည်စဉ်အတွင်း မော်ရိုကို U20 အသင်းကိုပြိတက်ထောင်ပေါင်းများစွာကကြိုဆိုခဲ့ကြပါတယ်။ချီလီနိုင်ငံမြို့တော်ဆန်တီယာဂိုမှာကျင်းပခဲ့တဲ့တနင်္ဂနွေနေ့ဘောလုပ်ပွဲမှာရေပန်းစားနေတဲ့အာဂျင်တီးနားကိုနှစ်ဂိုးဂိုးမရှိနဲ့ဂိုးပြတ်အနိုင်ယူပြီးတဲ့နောက်ပြိုင်ပွဲကိုစွတ်ခူးနိုင်ခဲ့တဲ့ပထမဆုံးအာရဗ်နိုင်ငံအဖြစ်မော်ရိုကိုကတမန်ရည်ထိုးနိုင်ခဲ့ပါတယ်။အောက်တိုဘာလ22ရက်နေ့ရာဘတ်မြို့မှာကမ္ဘာဖလားအောင်ပွဲကံလှည့်လည်စဉ်အတွင်း မော်ရိုကို U20 အသင်းကိုပြိုင်သက်ထောင်ပေါင်းများစွာကကြိုဆိုခဲ့ကြပါတယ်။အဲ့ဒီမော်ရိုကို U20 မြို့သားဘောလုံးအသင်းဟာအောက်တိုဘာလ19ရက်နေ့က FIFA U20 ကမ္ဘာဖလားပြိုင်ပွဲမှာတမိုင်းဝင်အောင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။ချီလီနိုင်ငံမြို့တော်ဆန်ဒီယာဂိုမှာကျင်းပခဲ့တဲ့တနင်္ဂနွေနေ့ဘောလုံးပွဲမှာရေပန်းစားနေတဲ့အာဂျင်တီးနားကို2ဂိုးကိုမရှိနဲ့ဂိုးပြတ်အနိုင်ယူခဲ့ပြီးတဲ့နောက်ပြိုင်ပွဲကိုစုခူးနိုင်တဲ့ပထမဆုံးအာရတ်နိုင်ငံအဖြစ်မော်ရိုကိုကတမိုင်းရေးထိုးနိုင်ခဲ့ပါတယ်။ အောင်ပွဲကံလက်လှယ်ပွဲမတိုင်ခင်မော်ရိုကိုအင်ရှင်မင်းသားမူလင်းဟက်ဆန်ကတော်ဝင်နန်းတော်မှာအသင်းရဲ့ဂုဏ်ပြုခမ်းနောက်ကိုဥဆောင်ကျင်းပပေးခဲ့ပါတယ်။အရင်နောက်ကစားသမားတွေကိုအမိုးဖွင့်ဘတ်စကားနဲ့ရောဘတ်မြူလန်တဲ့တခြားပျော်ရွှင်နေတဲ့ပြည်သက်တွေရဲ့ကြွေးကြော်တန်နေနဲ့ဗူဗူဇီလာမှုတ်တန်နေကြမှာခလက်လယ်မောင်းနှင်ခဲ့ပါတယ်။ ါကကြီးမားတဲ့အောင်မြင်မှုပါသူတို့ကကျွန်တော်တို့ပျော်ရွှင်အောင်လုပ်ပေးခဲ့ပြီးကျွန်တော်တို့နိုင်ငံရဲ့အလံကိုဂုဏ်တက်စေခဲ့ပါတယ်လို့အသက်34နှစ်အရွယ်အယောင်သမားတစ်ယောက်ဖြစ်တဲ့ယူဆက်က AFP သတင်းဌာနကိုပြောပါတယ်ပေါ်တူဂီကလပ်ဖာမာလီကာအိုမာကစားနေတဲ့ရာဇာဇာဘီရီဟာဘလူးပွဲမှာနှစ်ဂိုးသွင်းယူခဲ့ပြီးတော့ပြိုင်ပွဲမှာအတွင်းကို၅ဂိုးနဲ့ဂိုးအများဆုံးသွင်းယူသူစာရင်းမှာပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။ အမျိုးသားအသင်းကို2022ကမ္ဘာဖလားဆီမီဖိုင်နယ်အထိရောက်အောင်ကူညီခဲ့တဲ့ PSG နောက်ခံလူ Akraf Hakimi ကလည်းလူမှုကွန်ရက်ထဲမှာကျွန်တော်တို့ဘောလုံးလောကရဲ့အနာဂတ်ဟာစိတ်ချရတဲ့လက်ထဲမှာရှိနေပါပြီ။သိကောင်းတာပဲ U20 ကမ္ဘာချန်ပီယံတွေလို့ဂုဏ်ပြုရေးသားခဲ့ပါတယ်။မော်ရိုကိုနိုင်ငံဟာဒီနှစ်နှောင်းပိုင်းမှာအာဖရိကနိုင်ငံများဖလားပြိုင်ပွဲကိုလက်ခံကျင်းပမှာဖြစ်ပြီး2030ကမ္ဘာဖလားကိုစပိန်ပေါ်တူဂီတို့နဲ့အတူပူးရဲအင်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပါရရှင်။ ဂျပန်နီးပြူဟာကျွယ်ဝသူမာဆာတာတာအီရှိကိုယာဒူးကနေထုတ်ပယ်ပြီးနောက်တည့်ရက်ဗုဒ္ဓဟူးနေ့မှာထိုင်းနိုင်ငံဟာနယူးဇီလန်နဲ့ကိုလိုရာဒိုရက်ပစ်အသင်းတို့ရဲ့နီးပြဟောင်းအန်တိုနီဟက်ဆန်ကို အမျိုးသားဘောလုံးအသင်းရဲ့နီးပြဖြစ်ခံအပ်လိုက်ပါတယ်။2023ခုနှစ်မှာအမေရိကန်အမျိုးသားဘောလုံးအသင်းရဲ့ယာယီနီးပြဖြစ်လေးလာကြာတာဝန်ယူခဲ့ပူးတဲ့ဟက်ဆန်ဟာမနေ့ကတည်းကထိုင်းဘောလုံးအဖွဲ့ချုပ်ရဲ့နီးစနစ်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးဒါရိုက်တာဖြစ် တာဝန်ထမ်းဆောင်နေသူပါဂျပန်နီးပြူဟာကျွယ်ဝသူ မာဆာတာတာအီရှီကိုယာရုကနေထုတ်ပယ်ပြီးနောက်တည့်ရက်ဗုဒ္ဓဟူးနေ့မှာထိုင်းနိုင်ငံဟာနယူးဇီလန်နဲ့ကိုလိုရာဒိုရက်ပစ်အသင်းတို့ရဲ့နီးပြဟောင်းအန်တိုနီဖက်ဆန်ကိုအမျိုးသားဘောလုံးအသင်းရဲ့နီးပြဖြစ်ခံရလိုက်ပါတယ် 2023ခုနှစ်မှာအမေရိကန်အမျိုးသားဘောလုံးအသင်းရဲ့ယာယီနည်းပြအဖြစ်လေးလာကြာတာဝန်ယူခဲ့ဘူးတဲ့ဟတ်ဆန်ဟာမနေ့ကလေးကထိုင်းဘောလုံးအဖွဲ့ချုပ်ရဲ့နီးစနစ်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်နေသူပါဒီလိုအရေးကြီးတဲ့အချိန်မှာထိုင်းဘော်လုံးကိုသေသေချာနားလည်တဲ့သူတယောက်ကျွန်တော်တို့လိုအပ်ပါတယ်လို့အဖွဲ့ချုပ်ဥက္ကဋ္ဌနွယ်ဖန်လန်ဆန်ကထုတ်ပြန်ကြမှာပြောပါရယ် အန်တိုနီဟက်ဆန်ဟာအဖွဲ့ချုပ်နဲ့အတူ အစ်စ်နိုင်မှာလက်တွဲလှုပ်ဆောင်ခဲ့ဘူးသလိုကျေပြန့်တဲ့နိုင်ငံကအတွေ့အကြုံလည်းရှိပါတယ်လို့သူကဆိုပါတယ်အသက်44နှစ်အရွယ်ဟက်ဆန်ဟာ2014ကနေ2019အထိနယူးဇီလန်အသင်းကိုနီးပြခဲ့ပါဗါး2018ကမ္ဘာဖလားအတွက်ချင်းစစ်ပွဲ playoff မှာပီရူးကိုရှုံးနေပြီးတပတ်အကြာမှာနယူးဇီလန်အသင်းနီးပြရာထူးကနေနှုတ်ထွက်ခဲ့တာပါ ဟက်ဆန်ဟာချဲစီကျယ်ပွင့်ဟောင်းအလန်ဟက်ဆန်ရဲ့သားဖြစ်ပြီး2019နှောင်းပိုင်းကနေ2019မေလအထိမေဂျာလိ MLS Glad Rapid ရဲ့နှီးပြဖြစ်ခဲ့ပါတယ်။ဟက်ဆန်ရဲ့ပထမဆုံးတာဝန်ယူမဲ့ပွဲကလာမယ့်နိုဝင်ဘာလမှာတီရိလင်ကာနဲ့2029အာရှဖလားခြေစစ်ပွဲဖြစ်ပါတယ်။ထိုင်းသင်ဟာ လေးတင်ပါအုပ်စုဒီမှာဒုတိယနေရာရှိနေပြီးအုပ်စုပထမရတဲ့အတင်းတင်းပဲ sorry အာရေဗီယာမှာကျင်းပမဲ့ပြိုင်ပွဲကိုတက်ရောက်ရမှာဖြစ်ပါတယ်ဒီဇင်ဘာလမိုင်ယာမီမှာကစားမဲ့ဘာစီလိုနာနဲ့ Villa Real ရဲ့ပုံမှန်ရသည့်ပွဲစဉ်အတွက်အစီအစဉ်တွေကိုရုပ်သိမ်းလိုက်ပြီးလို့စပိန်ဘောလုံးလီကအင်္ဂါနေ့မှာပြောပါတယ်အဲ့ဒီပွဲစဉ်ကိုပြည်တွင်းမှာကန့်ကွက်မှုတွေများလာတဲ့နောက်ဒီဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့တာပါ ဒီဇင်ဘာလမိုင်ယာမီမှာကစားမဲ့ဘာစီလိုနာနဲ့ဗီလာရီယယ်တို့ရဲ့ပုံမှန်ရာသီပွဲစဉ်အတွက်အစီအစဉ်တွေကိုရုပ်သိမ်းလိုက်ပြီးဖြစ်တယ်လို့စပိန်ဘောလုံးလီကာအင်ကာနေမှာပြောပါရတယ်။အဲ့ဒီပွဲစဉ်တွေကိုပြည်ရင်းမှာကန့်ကွက်မှုတွေများလာတဲ့နောက်ဒီဆုံးဖြတ်ချက်ကထွက်ပေါ်လာခဲ့တာပါ။ link အနေနဲ့ပွဲကိုဒီဇင်ဘာ20မှာကျင်းပဖို့စီစဉ်ထားတဲ့ promotion လုပ်သူနဲ့ဆွေးနွေးပြီးတဲ့နောက်မှာအခုလိုမျိုးဆုံးဖြတ်ခဲ့တာဖြစ်ပြီးတော့လွန်ခဲ့တဲ့ရက်သက်တပတ်အနည်းငယ်အတွင်းမှာစပိန်မှာပေါ်ပေါက်လာတဲ့မရေရာမှုတွေကိုရည်ညွှန်းခဲ့ပါဗျ။ ပွဲစဉ်သူ relevant ကလည်းဒီလိုမျိုးကြီးမားတဲ့ပွဲတစ်ခုကိုစနစ်တကျအကောင့်ထဲဖော်ဖို့အချိန်မလုံလောက်တော့တာကြောင့်စီစဉ်ထားတဲ့ပွဲကိုရွှေ့ဆိုင်ဖို့လာလီဂါကိုအကြောင်းကြားခဲ့တယ်လို့ပြောပါရယ်။ပွဲအတိမပြူရသေးတဲ့လက်မှတ်တွေစတင်ရောင်းချတာကလည်းတာဝန်မဲ့ရာရောက်တယ်လို့လည်းဖြည့်စွာရပြောကြားခဲ့ပါရယ်။ Spain League ဟာပြည်ပမှာပထမဆုံးသောပုံမှန်ရာသီပွဲစဉ်ကျင်းပနိုင်ဖို့အတွက် UEFA နဲ့ Spain ဘောလုံးအဖွဲ့ချုပ်တို့လိုမျိုးဘောလုံးအဖွဲ့အစည်းတွေစီကခွင့်ပြုချက်ကိုနောက်ဆုံးမှရယူနိုင်ခဲ့ပါရယ်။ ဒါပေမဲ့မကြသေးခင်ကစပိန်မှာကစားသမားတွေကလပ်ပချို့နဲ့ပြည်သက်တည်းရဲ့စမ်းချက်မှုကတိုးလာခဲ့တာပါလာလီဂါကတော့စပိန်ဘောလုံးရဲ့နိုင်ငံတကာအထိချက်ထွင်ရေးအတွက်တမိုင်းဝင်ပြီးဘယ်တော့မှမဖြစ်ဘူးတဲ့အခွင့်အရေးကိုကိုးစားပြုတဲ့ဒီ project ဟာရှေ့ဆက်မသွားနိုင်လို့အလွန်အမင်းစိတ်မကောင်းဖြစ်ရတယ်လို့ပြောပါတယ် ကျွန်တော်တို့ရဲ့နန်နမိတ်ပြင်ပမှာတရားဝင်ပွဲစဉ်ကျင်းပတာဟာတန်ပွဲရဲ့ကဘာလုံးဆိုင်ရာကြီးထွားမှုအတွက်ဆုံးဖြတ်ပေးမယ့်ခြေလှမ်းတစ်ရပ်ဖြစ်ပြီးကလပ်တွေရဲ့နိုင်ငံတကာမှာရှိနေမှုကစားသမားတွေရဲ့အဆင့်အတန်းနဲ့ American ပြည်တော်စုလိုမဟာပြူဟာမြောက်ဈေးကွက်မှာစပိန်ဘောလုံးရဲ့မြင်သာထန်သာရှိစေမှုကိုခိုင်မာစေမှာဖြစ်ပါတယ်လို့လိကဆိုပါတယ်ဒီ project ဟာအဖွဲ့ချုပ်ရဲ့စီမံအားလုံးကိုအပြည့်အဝလိုက်နာခဲ့ပြီးတော့ပြိုင်ပွဲရဲ့တမတမတ်ရှိမှုကိုလည်းမထိခိုက်ခဲ့ပါဘူး။ ါကိုသက်ဆိုင်ရာစီမံလိုက်နာရေးနဲ့ပတ်သက်ပြီးတော့တာဝန်ယူတဲ့အရေးချင်းပြည်မီအဖွဲ့အစည်းတွေကအတိပြုခဲ့ပြီးသားဖြစ်ပါတယ်။ဒါပေမဲ့သူတို့ကတခြားအကြောင်းပြချက်တွေကြောင့်စန့်ကျင်ခဲ့တာပါလို့လိကပြောပါတယ်။ဒါပေမဲ့ပြိုင်ဘက်အသင်းတွေပြည်သက်တွေနဲ့ကစားသမားတွေရဲ့ဝေဖန်မှုတွေကတော့မကြသေးခင်ကတိုးပြီးတော့လာခဲ့ပါတယ်။ကစားသမားတွေကအပတ်စဉ်လိဂ်ပွဲစဉ်တွေမှာပွဲမဆခင်စံကတ်အနှဲငယ်ငြိမ်သက်ရင်းဆန္ဒပြခဲ့ကြပါတယ် အင်္ဂါနေ့အစောပိုင်းမှာ Real Madrid ကိုသမာကော်တိုအာက Spain League ဥက္ကဋ္ဌ Javier Tebas ကိုဝေဖန်ခဲ့ပြီးတော့ကစားသမားတွေရဲ့ဆန္ဒပြမှုကို League စင်စားဖြတ်တောက်ဖို့ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်လို့စောရကတက်ခဲ့ပါတယ်။ပွဲမစားခင်ရုပ်တံလိုင်းကကွင်းပြင်ပတ်မြင်ကွင်းကိုပြောင်းလဲပစ်ခဲ့ပြီးကွင်းရဲ့တစိတ်တစ်ပိုင်းကိုပဲအဝေးကနေပြတာခဲ့တာပါအပြင်းထန်ဆုံးကန့်ကွက်နေတဲ့ကလပ်တွေထက်ကသတင်းဖြစ်တဲ့ Real Madrid ကဒီပွဲကျင်းပတာဟာပြိုင်ပွဲရဲ့အမျှတမှုကိုပျက်စီးစေလိမ့်မယ်လို့ပြောပါရတယ် Hard Rock Stadium မှာကစားဖို့သတ်မှတ်ထားတဲ့ဒီပွဲမှာ Villarreal ကတရားဝင် Asian အသင်းဖြစ်ပါတယ်။ Cordoba ကအသင်းနေဟာအိမ်ကွင်းအဝေးကွင်းသွားကစားသင့်တယ်လို့ပြောပါတယ်။အသင်းတစ်သင်းကိုအိမ်တွင်းမှာကစားရတာနဲ့အဝေးကွင်းမှာကစားရတာကမတူပါဘူး။ Spain League မှာအဝေးကွင်းသွားကစားရတာကအရန်ခက်တယ်။ Villarreal ကွင်းမှာသွားကစားရတာဆိုရင်ပိုတောင်ခက်ခဲပါသေးတယ်။ကြီးမားတဲ့အကြောင်းပြချက်မရှိဘဲအသင်းတိုင်းအိမ်ကွင်းနဲ့အဝေးကွင်းကစားရပါမယ်လို့ဆိုပါတယ်။ ဘာစီလိုနားနဲ့ဗီလာရီယယ်တို့ကတော့ပြေပောက်မှာပွဲကစားဖို့သဘောတူခဲ့ကြပါတယ်။ဗီလာရီယယ်ပြိသက်တီဟာပွဲကိုတွားရောက်ကြည့်ရှုဖို့ဆိုရင်အခမဲ့ခရီးသွားလာခွင့်ရရှိမှာဖြစ်ပြီးတော့မလိုက်ပါလို့သူတွေအတွက်လည်းယာတီပွဲစဉ်လက်မှတ်တွေကိုရှော့စည်းများစွာရရှိမှာဖြစ်ပါတယ်။ဘာစီလိုနာကတော့ဒီဆုံးဖြတ်ချက်ကိုလေးစားပေမဲ့အားလုံးအတွက်အကျိုးရှိစေမယ့်ကြီးထွားမှုနဲ့အရင်းမြစ်ဖန်တီးနိုင်စွမ်းရှိတဲ့မဟာပြူဟာမြောက်ဈေးကွက်တစ်ခုမှာပြိုင်ပွဲရဲ့ပုံရိပ်ကိုချက်ထွင်ဖို့အခွင့်အရေးလက်လွတ်သွားရတာကိုစိတ်မကောင်းဖြစ်မိတယ်လို့ပြောပါရစေ။ ကလပ်အနေနဲ့အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ကျွန်တော်တို့ရဲ့ပြည်သက်တေစီကရခဲ့တဲ့ချစ်ခင်ထောက်ခံအားပေးမှုကိုကျေးဇူးတင်ပါတယ်။ပြီးတော့နိုင်ငံမှာတရားဝင်ပွဲစဉ်ကိုတက်ရောက်တည်ရှိခွင့်မရတော့လို့အလွန်မင်းစိတ်မကောင်းဖြစ်ရတယ်လို့လည်းထုတ်ပြန်ကြမှာပါဝင်ပါတယ်။ပရီးမီးယားလိဂ်ဒါမှမဟုတ် UEFA Champions League လိုမျိုးပြိုင်ပွဲတွေဟာသူတို့ရဲ့ရဝင်းနဲ့ဝင်းဝင်းရှာဖွေနိုင်စွမ်းကိုဆက်လက်ချဲ့ထွင်နေတဲ့ပရိုမိုရှင်ပြိုင်မှုများလာတဲ့ကမ္ဘာလုံးဆိုင်ရာအခြေအနေမှာဒီပွဲဟာလိဂ်အတွက်အရေးကြီးခဲ့တယ်လို့လာလီဂါကပြောပါတယ်။ ဒီလိုမျိုးစီမံချက်တွေဟာစပိန်ဘောလုံးလောကရဲ့ရေရှည်တည်တံ့မှုနဲ့ကြီးထွားမှုအတွက်မရှိမဖြစ်လိုအပ်ပါတယ်လို့လိကဆိုပါတယ်။ဒီလိုအခွင့်အရေးမျိုးတွေကိုဆွလွတ်လိုက်တာဟာဝင်ငွေအသစ်တွေနဲ့ဖန်တီးနိုင်ဖို့အဟံတာဖြစ်စေပြီးကလပ်တွေရဲ့ယင်းနေမြုံနယ်နိုင်စွမ်းနဲ့ရှင်ပြိုင်နန်စွမ်းကိုကန့်သက်တာစပိန်ဘောလုံးကီဟာစနစ်တစ်ခုလုံးရဲ့နိုင်ငံတကာမြင့်တက်နိုင်မှုကိုပါရှော့ချစေပါတယ်။ ကလပ်တွေကစားသမားတွေနဲ့ပြည်သက်တွေအားလုံးအတွက်အကျိုးရှိစေမယ်။ပွင့်လင်းခင်မြေပြီးတော့ရှင်ပြိုင်မှုရှိတဲ့အမြင်ကိုမြှင့်တင်ရင်စပိန်ဘောလုံးကိုကမ္ဘာနေရာအနှံ့အပြားစေယူဆောင်လာဖို့အရင်လိုပဲဆက်လက်လှုပ်ဆောင်သွားမှာပါလို့စပိန်လိဂ်ကပြောပါရယ်။လာလီဂါဟာအာကစားနဲ့ဖျော်ဖြေရေးအုပ်စု Relevant Sport နဲ့ရေရှည်ပူးပေါင်းဆောင်ရွက်မှုရှိပါရယ်။ Relevant Sport ဟာ Hard Rock Stadium, Miami Dolphin Formula 1ရဲ့ Miami Grand Prix နဲ့ Miami Open Tennis ပြိုင်ပွဲတွေအပါအဝင် Stephen Rose ရဲ့ကုမ္ပဏီစုတွေအထက်မှာပါဝင်ပါတယ်ရှင်။ရည်စိမရဲ့ Willy Spock အစီအစဉ်ကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။နောက်တစ်ပတ်မှာလည်းထူးခြားတဲ့အားကစားသတင်းတွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါသေးတယ်။ကြည့်ရှုအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။